ောင်းငါတော့ပါတယ်ကွာအဲ့ခေတ်က VOR ဗီဒီယိုပေါ့ဆယ်ရက်9000တသိန်းရတယ်ထားပါတော့အဲ့လို9000တသိန်းရတယ်ဆိုကျွန်တော်ကုန်တာ9သိန်းဆယ်သိန်းလောက်ကုန်တယ်ဟောင်းလေးမင်းရင်ခုံအောင်ပါရရှိပြီရှော့ဟို9တန်း6တန်း9တန်းလေးကရှင်းပြောရင်ကားတော့လက်သေးကင်ပြီးတော့ကိုယ်ကားနဲ့ကိုကိုယ်တိုင်မောင်းပြီးသွားနေတဲ့သူတွေ ဲ့လိုမျိုးသွားနေလူဆိုတော့လက်ထဲမှာကားတော့မရှိတဲ့ဘဝကိုအရန်ကြောက်သွားတာဒါပေမဲ့ရသမျှကိုခုနအမေပြောတော့လို့ပဲစုတတ်တဲ့အချင်းရှိတော့ရအောင်နေကျွန်တော်ချိတ်မိစုတာအဲမမျိုးခိုင်တော့ကျွန်တော် line ပေါ်မှာအမြင်တော့တယ်ဟိတ်ကျဲဥကျော်ပဲလားအဲဟုတ်ဒီဟွာပေါ့ rider ထကြီးနဲ့အခုရိုက်မဲ့ဇလန်းတွေအတွက်ပါအဲ့အတွက်ပြောင်းထားတာပါဟုတ်အဲ့မှာဟောပါလို့ပါ ဲ့ဒီမှာဟွာပေါ့ကျွန်တော်တို့တငငချင်းနှစ်ယောက်ပေါ့အဲ့ဒီတငငချင်းနှစ်ယောက်မှာမှအဲ့မင်းသမီးကောင်မလေးနဲ့တွေ့ကြမှာပေါ့အဲ့ဒီတွေ့တဲ့အခါမှာကောင်မလေးတယောက်ကိုကျွန်တော်ကဟိုစိတ်ဝင်စားတယ်ပေါ့အဲစိတ်ဝင်စားရဲ့ပြီးတော့အဲ့လိုမျိုးဘယ်လိုခေါ်မလဲနည်းလှုပ်လှုပ်ခက်ခက်ဖြစ်မဲ့အခန်းလေးတွေပါတယ်ပေါ့နော်ကြိုပြောလိုက်ရင်အရသာပေါ်သွားမှာဆိုလို့ပါအဲ့ဒါလေးရရမှာပါဟုတ်အာမဟုတ်ပြအဲ့ဒီအချိန်တွေတုန်းကကျတော့မိဘအမွေနဲ့ပဲကျွန်တော်သုံးဖြုံးနေတော့ ဇက်ဇကာရိုက်တာတကယ်လို့9000တသိန်းရရထားပါတော့အဲ့ခေတ်က VOR ဗီဒီယိုပေါ့ဆယ်ရက်9000တသိန်းရရထားပါတော့အဲ့လို9000တသိန်းရဆိုကျွန်တော်ကုန်တာ9သိန်း10သိန်းလောက်ကုန်တယ်အဲ့ဆယ်ရက်အတွင်းမှာအကုန် AI site အဲအကုန် AI site ပေါ့ AI site ဆိုတာကတော့အိမ်ကဟိုကျွန်တော်ကအခုလဲအဲ့လိုပေါ့မိမဝဲအကုန်အပ်တယ်ဆိုတဲ့ဟာရဲ့စနစ်ကလည်းအဲ့သဘောပါပဲကျွန်တော်ဘယ်လိုလဲဆိုတော့ကျွန်တော်အဖေဆိုလည်းအမေကိုအကုန်အပ်တယ်ဒါမဲ့အမေဆိုရဲသူကလည်းကျွန်တော်သားသမီးတွေလိုရင်ဘယ်သူလိုလို့ ဟိုမိုင်းပစံကဝိုင်းပေးပါအောင်ကားစီဘိုးပေးပါအောင်ဟိုဘိုးပေးပါအောင်ဒီဘိုးပေးပါအောင်နဲ့အမြဲတမ်းကျွန်တော်တို့ကတောင်းလို့ရတယ်တောင်းတော့လည်းပေးခဲ့ကြတယ်ပေးခဲ့ကြတော့အဲ့လိုမျိုးပဲနေခဲ့ပြီးတော့ဖြည်းဖြည်းချင်းကုံသွားတာပေါ့ဒါပေမဲ့အဲ့ကုံသွားပြီးတော့လုံးဝ block ဖြစ်သွားတဲ့အချိန်မှာကျမှဘဝကိုကျွန်တော်ဟိုပြန်ပြီးတွေးကြည့်တော့ဘဝကိုအာငါဒီလိုသွားလို့တော့မဖြစ်တော့ဘူးအာဒီဇိုင်းပြောင်းမှဖြစ်မယ်အဲ့အဲ့အချိန်တော့ကျရှင်းပြရင်ဟိုကိုယ်ကိုခေါ်မြိုင်းမှာကြောက်တာတွေရောပြီးတော့အပေါင်းသင်းဆန့်နေတာပေါ့ ငွေတွေအဲ့လိုရင်းခဲ့ဘူးလေရင်းတယ်ဆိုတာဟိုထက်ထက်တန်တန်ကြီးဟာဟိုဘယ်လိုခေါ်မလဲတံပိုးကြီးတဲ့ရွှေလက်စွပ်ကြီးပေးပြီးငါ့ကိုကားခေါ်ရိုက်ပါလို့လှုပ်တာမဟုတ်ဘူးစိုင်းတောင်းရင်းနဲ့ပဲအဲ့လိုရှောက်ကုံွားကုံကုံွားတာပေါ့နော်အဲ့လိုမျိုးလေးနေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒါတွေကိုတကယ်သိလိုက်တဲ့အချိန်မှာဘာပြောင်းလိုက်လဲဆိုတော့ဟိုရတဲ့ဥစ္စာဝင်ငွေကိုငါစုတာကိုလှုပ်မှဖြစ်တော့မယ်ဆိုတော့အမေကလည်းအဲ့ဒါကိုသင်ပေးတယ်သားတဲ့ဗန်နဲ့ဟိုတဲ့ပတ်စံ2000ပဲဖြစ်ဖြစ်9000ပဲဖြစ်ဖြစ်သွားထည့်ရမှာကိုသားမရှက်နဲ့တဲ့ဘာလို့ အများကြီးကျွန်တော်လူငယ်မှာရှိရဗျာတခါလေးအထုတ်လိုက်ကြီးမှဘေးလူလည်းမြင်အောင်အဲ့လိုဟိုရင်ကော့ပြီးပတ်စံသွားထည့်ခြင်းလားသွားထုတ်ခြင်းလားလို့စိတ်တွေရှိကြတယ်ဒါပေမဲ့အမေရဟိုအရင်ရှိကြတဲ့ကျွန်တော်အဲ့လိုပဲသင်ပေးခဲ့တော့အဲ့ရလေးကိုနားရဲပြန်ဟိုပါဖြစ်တယ်ဖြစ်လဲဖြစ်လဲပဲကောအရင်ဆုံးကျွန်တော်ဘန်မှာသွားထည့်ရ9000လား3000လားမသိဘူးထည့်ပြန်အောင်တကယ်သွားထည့်လိုက်တာဒါပေမဲ့အဲ့ဒါကိုအမေပြောက်ထားလိုက်တယ်ပြီးအဲ့လိုနောက်တကားရိုက်တယ်ရိုက်လဲ ငါးဆောင်တသိန်းကိုပေါ်ဟိုပိုအောင်ထားလိုက်တယ်ထားပြီးရအောင်ထည့်တယ်ဟောအဲ့ဒီအရင်မှဟိုဘယ်လိုခေါ်မလဲအဲ့စိတ်ကလေးနဲ့တွိုင်းတွိုင်းရရင်မှနောက်ပိုင်းဟိုပတ်စံများများရတဲ့ရုပ်ရှင်ကားကြီးတို့ပါတို့ဟိုများများပါတဲ့ကားကြီးရလာခါကြတော့များများထည့်ပြအောင်လုံရင်းလုံရင်းနဲ့ဆုတက်လာအဲ့ဒီမှာဆုတက်လာတဲ့အချိန်မှာဆယ်သိန်းကျော်တဲ့အချိန်မှာကျွန်တော်တစ်ခေါက်ပျော်ဘူးလေဟာငါဆုတော့လေရသားဟာလို့အဲ့ဒီကတစ်စင်းအလို90လို့100လို့ဖြစ်လာတဲ့အချိန်မှာလူက အာစုတဲ့ဟာကိုအရန်ပူအာတန်သွားတယ်အာတန်ရတာလေသူကလည်းသူလည်းအဲ့လိုသုံးလားတခါဗန်ဒိုးလေးကတိုးနေအောင်အော်နောက်ဆုံးအခုတကယ်တွက်တက်ချက်တက်တဲ့အချိန်ကဘာဖြစ်သွားလဲ။အော်အဲ့ဘန်တို့ဘာမဟုတ်တဲ့ဥစ္စာလေးပေါ့နော်။အဲ့လိုဟိုသုံးလတခါတိုးတဲ့ဥစ္စာကိုဖြန်းဖြန်းတွက်လိုက်ရင်တစ်လကို3000ပဲဝင်ဝင်4000ပဲဝင်။အော်အဲ့ဒါမီတာဝေတို့ရေဘိုးတို့မြေကုန်တို့ပေးလို့ရတာပဲ။ဟာငါ့ရဲ့အရင်ကမထီတော့ဘူး။အော်အဲ့မှာအဲ့လိုတစင်းချင်းတင်ယူရတာပေါ့။ငါအဲ့တင်ယူတဲ့အချိန်ကလည်းနောက်ကျသွားတယ်။ အသက်အစိတ်30လောက်မှအဲ့စိတ်တွေစဖြစ်တာပထမပိုင်းတော့အဲ့လိုစိတ်တွေမရှိဘူးသွားလူငယ်စိတ်ပဲရှိတာအကုန်လုံးပဲအဖေရှိရဲ့အမေရှိရဲ့ပတ်သက်ရှိရဲ့ဒါပဲဟုတ်ပါဒါပေမဲ့ကောင်းပါလေဘဝအဲ့လိုလေအမျိုးမျိုးချင်းချက်စေဖြစ်ပေးရတယ်ကောင်းပါလေနောက်မှဆိုလူတက်တန်းကြီးရဘယ်လိုခေါ်မလဲတကယ်တမ်းတွက်ကြည့်ရင်ရက်နဲ့တွက်ကြည့်ရင်နည်းနည်းလေးဟိုလူတွေကအဲ့ပုံမှာသာပြဿနာပေါင်းမျိုးစုံဒုက္ခပေါင်းမျိုးစုံ ချမ်းသာလို့အသာဆိုင်လည်းမျိုးစုံဒါဒါမျိုးတွေသွားကြတာအဲ့လိုတွေသွားကြတဲ့ပုံမှာ လူဖြစ်ရကြုံနဲ့တော့လူတယောက်ပေါ့အဲချမ်းသာတယ်လို့သုံးဖြုံပြီးလဲနေခဲ့ဘူးတယ်ဗျာပြီးတော့တကယ်ကိုခြွေတာမဲ့ပုံစံမျိုးကြီးလဲကြော်ဖြတ်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့အဲ့လိုကြော်ဖြတ်ခဲ့လို့လဲအိမ်ပိုင်လေးဆိုတာကျွန်တော်ပြန်ဝယ်နိုင်သွားတာဒါအဲ့အိမ်ပိုင်ဝယ်နိုင်နေဆိုတော့အဲ့ဒါအဲ့ဂျားကာလာခစ်တစ်ခစ်တော့ဟုတ်အဲ့ဒါလေးကဘယ်လိုလဲဆိုတော့ကျွန်တော်အဲ့တော့နောက်ဆုံးရောင်းလိုက်တာဒီမီယိုကားလေးလားမသိဘူးဒီမီယိုကားအဲ့ဟိုဗန်ရှေးလေးအဲ့ဒီကားလေးကိုကျွန်တော်ရောင်းလိုက်တယ်ရောင်းလိုက်ပြီးတော့လက်ထဲမှာအဲ့လိုပေါ့ ဟို90 100ထပ်စုမိနေတဲ့အချိန်ကျအဲ့နှစ်ခုပေါင်းလိုက်တဲ့အချိန်မှာအဲ့အချိန်တော့ဟာ200ပတ်ချလဲလောင်းနေတာတိုက်ခန်းဝယ်လို့ရတယ်အဲ့ဒါနဲ့ကဲနေဖို့ကအရေးကြီးတယ်ငါတိုက်ခန်းတော့ဝယ်ချပလိုက်တော့မယ်ဆိုပြီးဝယ်ချပလိုက်တာကားပါရောင်းပြီးဝယ်ချပလိုက်တာဒါမဲ့ဝယ်လိုက်ပြီးတဲ့အချိန်မှာစိတ်တော့ညစ်တာပေါ့နော်ညစ်တယ်ဆိုတော့ဟာငါကားမရှိပဲပြန်နေရတဲ့ဘောကပြန်ရောက်ဖြစ်ပြန်ပြီလို့ဘာလို့ပြီးတော့ကျွန်တော်တို့ကဟို9တန်း6တန်း9တန်းကလေးကရှင်းပြောရင်ကားတော့လက်ထဲကင်ပြီးတော့ကိုယ်ကားနဲ့ကိုကိုယ်တိုင်မောင်းပြီးသွားနေတဲ့သူတွေ အဲ့လိုမျိုးသွားနေလူဆိုတော့လက်ထဲမှာကားတော့မရှိတဲ့ဘဝကိုအရန်ကြောက်သွားတာအာအဲ့ကားတော့မရှိတဲ့ဘဝကြီးငါဘဝပြန်ဖြစ်ပြန်ပြီလို့အာငါကားတော့တော့ပြန်ဖြစ်အောင်လုပ်ရမယ်ဆိုအမှတိုင်းရင်းပြည်ကမျိုးစုံတွေဖြစ်ပေါ့ကိုဗစ်တွေရောဘာတွေရောအကုန်တွေဖြစ်တဲ့ဖြစ်ကောကားစီးတွေကလည်းတက်စူမီဆောင်းမိဖို့အတွက်အလုတ်ကောင်းလာတော့အလုတ်တွေကလည်းမကောင်းသွားပြီလို့ငါဒီသက်သက်တော့ကားပြန်မစီးရတော့ဘူးထင်တယ်လို့ဒါမဲ့အဲ့လိုမျိုးနေရင်းနဲ့မှအချိန်နေချင်းခါလေးကိုစောင်း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  စိတ်ရှိလက်ရှိပေါ့ခုနကပြောလို့ပေါ့အမှုမြန်သမားစီအလုံးရှင်လည်းမရှိဘူးရှိရင်လည်းရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးလေပြီးတော့အဲ့လိုတငယ်ချင်းတွေကားရောင်းနေဝဲတယ်ဆိုပါဇက်ဆက်ဆော့ပြီးတော့ဟေးဟိုဟာရောင်းဖို့ရှိတယ်ဟိုဘာညာဆိုပြောရင်အေးငါရှာနေအဲ့မျိုးလေးဘာညာဆိုဝယ်တဲ့လူကရှိတော့အဲ့ဒီဟာလေးတွေကလည်းအပိုးဝင်ဝေးလေးစုပြီးတော့ပွဲပွဲကားပွဲစားဖြစ်ပြန်အဲအဲ့လိုပေါ့ပွဲပွဲပွဲကားပေါ့အဲအဲ့လိုလေးဖြစ်တာရောဒါမဲ့ရသမျှကိုခုနအမေပြောတော့လို့ပဲစုတတ်တဲ့အချင်းရှိတော့ရအောင်နေကျွန်တော်ချိန်မိတ်စုတာ အဲမမျိုးခိုင်တော့ကျွန်တော် live ပါအမြင်တော့တယ်ဟဲ့ကျဲဥကျော်ပဲလားအဲဘောကျွန်တော် အလွယ်ကျဲဥပဲကျော်စားတာဟိုအလုံးအရှုံးမခံနိုင်တော့လေကျွန်တော်ဆိုကျဲဥကျော်ကျဲဥကျော်တယ်သူကအမြဲပြောတယ်အဲအဲ့လိုဟိုအမမစားနိုင်တာမဟုတ်ဘူးကိုယ့်ကိုလုံးဝမပြင်းတာအလွယ်အလွယ်စားလို့ရတာပဲစားလိုက်တယ်အားရှိအောင်ဆိုပြီးတော့လေအဲအဲ့လိုမျိုးကျွန်တော်ကနေတာနေတဲ့အကျိုးကျေးဇူးကတော့အခုအသီးပွင့်ရပါလဲဆိုတော့ခုနကလိုအိမ်မိုင်လေးဖြစ်သွားတယ်အဲအဲ့ကားရောင်းရောင်းလဲရောင်းလဲရောင်းပြီးတော့အိမ်မိုင်ဝဲဝဲလဲဝဲပြီးတော့ ခုနလိုကားပြန်စီးဖို့ကအခက်အခဲဖြစ်နေတဲ့အချိန်မှာခုနလိုဘေးပေါက်တွေဝင်တဲ့ဟာကြီးကျွန်တော်စနစ်ကြလေးစုလိုက်တဲ့အချိန်မှာဟိုမှီတဲ့ကားလေးတစ်စင်းပေါ့အဲ့မှီတဲ့ကားလေးတစ်စင်းဆိုတာတော့အဲ့ဒါ300လောက်ပုံသွားတယ်ဟုတ်ပါ250နဲ့300ကြာပါတော့အဲ့ဒါနဲ့သုံးပြီးတော့ဝယ်ပလိုက်ရတာပဲဘာလို့ဒီလောက်ပြန်လောက်ပြီးဆိုတော့ကားမရှိလို့မဖြစ်ဘူးပြနောက်ဆိုတက္ကစီဘိုးနဲ့လေကိုရှာသမ ्या တက္ကစီဘိုးတွေကုန်ပြီးတော့ပတ်စံအစုပြစ်မှာမဟုတ်အဲ့ဒါနဲ့ အဲ့253ဟာဂျားထဲမှာကားလိုက်ရှာပေါ့ကားလိုက်ရှာပြီးအဲ့ကားလေးတစ်ခုခြေပြန်တက်အခုအဲ့ဒါခြေတက်ပြီးွားရဲ့အစင်းကြတော့မလုပ်လို့ရလဲဆိုတော့ဒီကားကိုပဲကားရိုက်ပါတဲ့အချိန်ဆိုဝယ်ရောင်းသွားလို့ဘလောက်နဲ့ရောင်းမယ်ပါညာဆိုပြီးပြန်လုထားလို့ရတာတစ်ခုရှိတယ်ပြီးလဲပြီးတော့ဒီဘက်အလုပ်တွေကလည်းအခုဇက်တိုက်လေးပြန်ကြတော့အားရှိရယ်ဗျာဘလို့ပဲဖြစ်ငါဘွားပါဘလို့ခေါမလဲဟိုလူရဝင်သေးပါလားပေါ့စိတ်ပြန်ဖြစ်တာပေါ့နော်ဂျားမှာနားတာလည်းအရင်ကြာသွားတော့လေအဲ့တော့ဒါလေးကိုပြန်ဒီဇိုင်းမမတ်စူးစမ်းမယ်စူးစမ်းပြီးရင် နောက်ပိုင်းကားဆိုလဲရှင်းပြောရင်တစင်းတစင်းတော့ဟိုအရင်တော့လိုပဲစုတဲ့နီးတိုင်းပေါ့မြင့်မြင့်မီစီးွားမှာပေါ့90တက်နိုင်20လိုက်ပြီးလဲတာ90တက်နိုင်90လိုက်ပြီးလဲတာအဲအဲ့လိုပဲရွယ်ထားပါတယ်ဒါပေမဲ့ဘဝကျောင်းအခုဒီအမျိုးသမီးဆိုလဲပြောထားရလေလောကကြီးကရှင်းပြောရင်ဒီလိုပဲသွားတာဒါပေမဲ့စိတ်ရှိဖို့လိုတယ်စိတ်ရှိဖို့လိုတယ်မဖြုံးဖို့လိုတယ်အဲ့နှစ်ခုဒါပြည့်စုံမှုကိုသိပါတယ်